ARR တိုင်းအင်ကပူမြို့နယ်ကွင်းကောင်းမြို့အုပ်ချုပ်ရေးမှူးကအရက်သားတွေကို ထောက်ပံ့ငွေပေးအပ်ပွဲတက်ဖို့လိန်ခေါ်ပြီးတအိမ်နောင်ကိုစံကျန်းတပြည့်ပေးကမဲဆွဲခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်စစ်ကောင်စီခန့်ကွင်းကားမျိုးအုပ်ချုပ်ရေးမှူးဦးသိန်းစိုးကအရက်သားတွေကိုစက်တင်ဘာလ2ရက်ကမြတ်မအောင်ကြီးသာသနာ့ဘိမှန်မှာတအိမ်တော်ကိုစံကျန်းတပြည့်ပေးခဲ့တယ်လို့ဆိုပါတယ်။စံပေးရင်မဲထဲကြဖို့နဲ့မဲစင်းသွားကြည့်ကြဖို့ပြောဆိုခဲ့တယ်လို့ကွင်းကားမျိုးကန်ကပြောပါတယ်။ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဦးသိန်းစိုးရဲ့ခေါ်ယူမှုကိုအကူအညီလိုအပ်နေတဲ့လင်းမင်းနာမျိုးနယ်နဲ့အင်ကူမျိုးနယ်တွေဘက်ကစစ်ဆောင်လာကြတဲ့အရတားတွေအများဆုံးတွားရောက်ခဲ့ပြီးအကူအညီမရဖြစ်ခဲ့တယ်လို့ဆိုပါတယ်။အုပ်ချုပ်ရေးမှူးစီကအကူအညီမရတဲ့အပြင်စစ်ဆောင်တွေအနေနဲ့ရောက်တဲ့နေရာမှာမဖြစ်မနေမဲထဲဖို့နဲ့မဲထလို့ရအောင်ရှောက်ရမယ်ဆိုပြီးဖိအားပေးခဲ့တယ်လို့စစ်ပေရှောင်းရေးကူညီပေးနေသူကပြောပါတယ်။ ။ဒါပြင်မဲထက်ဖို့အချက်လက်တွေမှားနေရင်လာပြောဖို့နဲ့မှတ်ပုတ်တင်မရှိသူတွေကိုလည်းမှတ်ပုတ်တင်တွေလုပ်ပေးမယ်လို့ပြောဆိုမဲဆွဲခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်ရှင်။